ညမိုင်မိုင်နေ တောင်စင်တောင်တန်းတွေဝင်ရံထားပြီးစိုင်းရဲတရားလာပါလာတဲ့ကြားပြည်နယ်လွန်ကော်မျိုးအနီးမှာလောက်ခေလားလို့ခေါ်တဲ့ရွာလေးတစ်ရွာရှိပါတယ်။မောင်ရှင်နဲ့ကိုကြီးလို့ခေါ်တဲ့ညီကိုနှစ်ယောက်ဟာလေလောက်ခေလားကျေးရွာလေးမှာနေထိုင်ကြတဲ့ရွာသားနှစ်ယောက်သာဖြစ်တာပေါ့။အသက်20ရှိနေပြီဖြစ်တဲ့အကိုဖြစ်သူမောင်ရွှေဟာဆရာထက်တန်ပြီးတော့ တတ္တိကောင်းတဲ့လူငယ်တယောက်ဖြစ်တယ်လို့အသက်16နှစ်ရှိနေပြီဖြစ်တဲ့ကိုညီဟာလည်းအလွန်လိမ္မာပါးနံလွန်လာတဲ့လူငယ်လေးတယောက်သာဖြစ်ပါတယ်။မောင်ရှင်နဲ့ကိုညီတို့ညီကိုနှစ်ယောက်ဟာအသက်55နှစ်အရွယ်နာသာရှိယောဂါတဲ့ဖြစ်တဲ့ဖခင်ဖြစ်သူဦးတာဝါကိုလောက်ကန်ကျွေးမွေးနေကြတဲ့တားလီမာလေးနှစ်ယောက်သာဖြစ်တယ်ဗျ။ဦးတာဝါဟာနေကောင်းကျမ်းမာစဉ်အခါတော့ရွှေတူးတဲ့အလုပ်ကိုလောက်ကန်ခဲ့ပြီးတော့ယခုအခါမှာတော့အဆုတ်ကင်စာယောဂဖြစ်နေရာကြောင့်အဲရဲမှာဘုံဘုံလဲကြာနေခဲ့ပါတော့တယ်။ ။တမတော်ကြီးကလည်းဥတာဝါရဲ့ယောဂါကိုအမြင့်ပါတူပြီးတော့ကုသဖို့အတွက်ဆိုရင်ပတ်စံအများပြကုန်ကြမယ်လို့ဆိုကပြောခဲ့ဘူးတာပေါ့။အဲအားကြောင့်လည်းညီကိုနှစ်ယောက်ဟာရွှေရှာဖို့အတွက်ဆိုပြီးစွပြည့်ဖုံကြီးကြောင့်ကြီးရှိရာကိုထွက်လာခဲ့ကြခြင်းသာဖြစ်တယ်ဗျာ။ဒီလိုနဲ့ရွာလေလမ်းခုလဲ့နေရာကိုရောက်တဲ့အခါမှာတော့ရွာလေပိုင်းမှာနေထိုင်တဲ့ဥပခင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ ဦးပါခင်ဟာအသက်89နှစ်ရှိနေပြီဖြစ်ပြီးတော့ရွာတွေကစွန့်မြေဖုံကြီးကျောင်းနဲ့ပတ်သက်ပြီးတော့လဲအတော်များတိထားတဲ့လူကြီးတယောက်သာဖြစ်တာပေါ့ဦးပါခင်လေးမောင်ရွှေနဲ့ကိုညီတို့ညီကိုများကိုမြင်လာရတဲ့အခါမှာတော့တာဝရဲ့ตาလေးတွေပဲဘယ်ဟိုသွားကြမလို့လဲကွယ်ဘယ်ကူမှမဟုတ်ပါကြီးရဲ့ဗာကြီးစီကိုပဲဥတီပြီးတော့လာခဲ့ကြတာကျွန်တော်ဗာကြီးဥတာခင်ကိုမေးစာရှိလို့ဗျဒါဆိုလေဗာကြီးရဲ့အိမ်ကိုလိုက်ခဲ့ကြလေး ။ဘာကြီးဟာအသက်လည်းကြီးနေပြီဆိုတော့ကြာကြာမတ်တဲ့မရက်နိုင်ဘူးကွ။ဟုတ်ကဲ့ပါဘာကြီးအဲဒီလိုဆိုပြီးတော့မောင်ရွှေနဲ့ကိုကြီးတို့ညီကိုနှစ်ယောက်လည်းဥပခင်ရဲ့အိမ်ကိုလိုက်သွားခဲ့ကြပါလေအိမ်ကိုရောက်တဲ့အခါမှာတော့မောင်ရွှေတို့ညီကိုနှစ်ယောက်ဟာရွာပြင်ကစွန့်ပစ်ကြောင်းကြီးနဲ့ပတ်သက်ပြီးတော့ဥပခင်တိထားသမျှကိုပြောပြပေးဖို့အတွက်တောင်းဆိုလိုက်တယ်ဗျာထို့အခါမှာတော့ဥပခင်လည်းရွာပြင်ကစွန့်ပစ်ကြောင်းကြီးနဲ့ပတ်သက်ပြီးတော့တိထားသမျှကိုပြန်လဲပြောပြလိုက်တာပေါ့ အဲဒီစွန့်မြစ်ကျောင်းကြီးဟာရွာပင်ကတောအုပ်ထဲမှာရှိနေပြီးကျောင်းရဲ့နာမည်ကတော့ဓမ္မဝိဇာကကျောင်းလို့ခေါ်ကြပါတယ်။ထိုစဉ်အခါတုန်းကဓမ္မဝိဇာကကျောင်းတော်မှာတရင်သုံးနေထိုင်တဲ့ဥဏ္ဏဓာလို့ခေါ်တဲ့ဆရာတော်ကြီးတစ်ပါးလေးရှိခဲ့ပူတာပေါ့။အဲဒီဆရာတော်ဟာရွာရဲ့ဖုံးချင်းလို့ခေါ်တဲ့ကောင်းမလေးနဲ့ချစ်ကြိုင်မိနေခဲ့ပြီးတော့နေနေရာတိုင်းဆိုသလိုဖုံးချင်းနဲ့အတူအိပ်ပြီးရေရွန်းတူးနေခဲ့ပါတယ်။နောက်ပြီးဒါရင်မကသေးပဲရှင်တော်ဖះတားမြစ်ထားတဲ့တေးကြီးအရက်တွေကိုလည်းအမြဲတောက်စားနေခဲ့တာပေါ့။ တနေ့မှာတော့ဖုန်းကြီးအားဥနန္ဒာနဲ့ရေရွန်တူပြီးမနေ့ကင်းကိုရောက်တဲ့အခါမှာတော့သူမရဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်။ထိုစဉ်ခါမှာပဲကျောင်းတော်မှာလာရောက်သင်ခန်းစည်းနေတဲ့ကိုရင်လေးညာနေတာဟာဥနန္ဒာရဲ့အခန်းထဲကနေအတူပြက်ကိုဝတ်ဆင်ပြီးတော့ကျောင်းအောင်ကိုဆင်းလာတဲ့မတ်ဖုန်းကြီးကိုမြင်သွားခဲ့တယ်ဗျ။အဲဒီနောက်ချက်ချင်းဆိုသလိုဥနန္ဒာဟာကျောင်းရှိဝန္ဒနာကိုထွက်လာပြီးကိုရင်ညာနေတာဒီကျောင်းဆောင်ဘက်ကိုမလာပါနဲ့လို့တားထားတယ်မလား။ဘာကိစ္စကြောင့်လာတာလဲ။တော်တော်စကားကိုနားမထောင်နဲ့ကိုရင်မဲ။ အသေးကတပ်လိုက်ချင်တော့တယ်။အဲဒီလိုဆိုပြီးတော့အကြောင်းနိုင်စရာတော့ကြီးဟာကိုရင်လေးညာနေတာကိုအော်ရဲစုဘူးချိန်မောင်းလိုက်တာပေါ့။ဒီလိုနဲ့မနေ့စနေရီလောက်ကိုထိုးတဲ့အချိန်မှာတော့ကြွာသားတွေဟာလည်းဖုန်ကြီးကြောင်းအိုင်းလေးကိုရောက်လာခဲ့ကြပါလေ။နောက်ပြီးအခုလိုအချင်းပြဖုန်ကြီးကိုလည်းကြွာမှာမနေတော့ဘူးအတွက်အော်ရဲစုဘူးချိန်မောင်းခဲ့ကြတယ်ဗျ။အခြေအနေငယ်လောက်ကြားတဲ့အခါမှာတော့ကြောင်းတိုင်းစရာတော်ကြီးလေတကားကိုဖွင့်ပြီးတော့အပြင်းမက်ကိုထွက်လာခဲ့ပါတယ်။တော်တော်တက်တီကြီးကောင်းနေကြတယ်ဗောလေ။ဟုတ်လား။ ကိုထမင်းကိုစားပြီးကိုအလုပ်ကိုအတာမလုပ်ကြဘူးမင်းတို့တွေ့ရလို့မြေလံပြစ်လို့ရတယ်သိလားကျောင်းတန်းဆရာတော်ကြီးဟာသူ့ရဲ့မိုက်ပြည်ဒီအတွက်ဂျွာသားတွေကိုမတောင်းမှန်တဲ့အပြင် အခုလိုပါပြန်ပြီးတော့ကျင်းဝါလိုက်ပါတော့တယ်ထိုအခါမှာတော့ဂျွာသားတွေလည်းဒေါသတွေထွက်လာကြပြီးတော့အနီးနားမှာရှိတဲ့မြေကြီးခဲတွေကိုကောက်လိုက်ခါကျောင်းတန်းဆရာတော်ကြီးဦးနန္ဒာကိုဝိုင်းပြီးတော့ပြစ်လိုက်ကြပါတော့တယ်ထိုအခါမှာတော့ကျောင်းတန်းဆရာတော်ဦးနန္ဒာလည်းအလွန်နာကျင်လာတာနဲ့အတူအဆက်တွေလည်းရကကျောင်းဖော်ကနေစင်းသွားခဲ့တာပေါ့ ဒါပေမဲ့လေဥနန္ဒာဆုံးအတတ်ပညာကိုတက်မြောက်ထားတာဖြစ်တာကြောင့်သူတက်မြောက်ထားတဲ့ဆုံးပညာနဲ့ပဲဂျွာလေးကိုဒုက္ခတွေပေးဖို့အတွက်စတင်လာပါတော့တယ်။ဒီလိုမှရှိတဲ့တိရစ္ဆာန်တွေကိုလည်းညဘက်ရောက်တိုင်းလိုင်းလံကြိုက်ပြတ်တက်စားလေးရှိတယ်ဗျ။ဒီလိုနဲ့အစပြုတ်လာရင်ဥနန္ဒာပြန်လွန်တော်မူသွားပြီးကျောင်းတော်ကြီးကိုအစွဲပြုတ်နေရတဲ့အတူသူရှိစဉ်အခါတော့ ဖုံးရှင်းတဲ့အတူနေထိုင်ဖို့အတွက်စုဆောင်းထားတဲ့ရွှေဥကိုလည်းစွဲလန်းနေခဲ့ရာကြောင့်ကျောင်းတော်ကြီးမှာပဲမိစ္ဆာတသိကြီးအဖြစ်နဲ့ဆက်လက်ရှိနေခဲ့ပါတော့တယ်။အသူရွာသားတွေကလည်းဦးနန္ဒာဟာမိစ္ဆာကြီးဖြစ်နေပြီဆိုတာကိုသိပေမဲ့လည်းအမတုရဲချတာကြောင့်ကျောင်းကြီးကိုပဲစွန့်ပစ်ခဲ့ကြခြင်းသာဖြစ်တယ်ဗျာ။ဥပခင်ရဲ့စကားအစုံးမှာတော့မောင်ရွှေနဲ့ကိုကြီးတို့ညီကိုမြောက်ဟာဘာကြီးခင်ကိုကျေးဇူးတင်စကားပြောလိုက်ပါတော့တယ်။ဘာကြီးခင်ကတော့ အန်ဒီရဲ့အယမ်းများလွန်းတာကြောင့်စုံမိစာကြီးရှိနေတဲ့ဘုံကြီးကြောင်ကြီးကိုမတ်သွားဖို့ရအတွက်တားလိုက်ပါတယ်။ဒါပေမဲ့လေတားလို့မရတဲ့အစုံမှာတော့ဂေယုဒဇိုင်ရှိပြီးတတိရှိရှိနဲ့နေကြဖို့အတွက်သာမှားကြလိုက်တာပေါ့။ဒီလိုနဲ့ပဲညီကိုနှစ်ယောက်ဟာလမ်းလျှောက်လာရင်ရွာပင်ကတအုပ်ထဲမှာရှိနေတဲ့စုံမြင့်ဘုံကြီးကြောင်ကြီးရှိရာကိုရောက်လာခဲ့ကြတယ်ဗျာ။စုပြေဖုန်ကြီးကြောင်ကြီးရဲ့ဘေးပတ်ဝန်းကျင်မှာတော့တစ်ပင်ကြီးတွေနဲ့ပြည့်နေပြီးခြုံလွယ်တွေကလည်းကြောင်ကြီးရဲ့ပက်ပက်လေးကိုရစ်ပတ်နှောင်ဖွဲ့ထားခဲ့ပါတော့တယ်။ ဘုံကြီးကြောင်းကြီးကိုရောက်လာတဲ့အချိန်ဟာအတော်လေးကိုမိုးချုပ်နေပြီဖြစ်ပြီးတော့ညီကိုနှစ်ယောက်ကလည်းအဲ့ရဝင်ဖို့အတွက်သာအရင်ဦးဆုံးစီစဉ်လိုက်ကြတယ်ဗျဒီလိုနဲ့နေမင်းကြီးဟာမိုးကုတ်ဆောင်းဝိုင်းကြီးရဲ့ကိုဝင်သွားပြီးမှောင်ရိပ်တန်းလာခဲ့တာပေါ့အဲ့ဒီနောက်စီစဉ်ပြုတ်လုထားတဲ့ကျုပ်ပခတ်လေးပေါ်မှာအနားယူရင်းဖာကင်ဖြစ်သူရဲ့ကျမ်းမာရေးအကြောင်းကို စကားဆမီပြောဆိုနေခဲ့ကြပါတယ်မောင်စာပြုတ်လာတာနဲ့အမျှလာရဲ့အလင်းအောင်ကလည်းတဖြည်းဖြည်းနဲ့ကဘာမြေပြင်ပေါ်ကိုကြာရောက်လာခဲ့ပါတော့တယ် ညီကိုနှစ်ယောက်ဟာလည်းစကားပြောဆိုနေကြရင်မိကနန်းဆိုသလိုနှစ်ယောက်စလုံးကအိပ်ပျော်သွားခဲ့ကြပါတယ်။ညီကိုနှစ်ယောက်အိပ်ပျော်သွားတဲ့အခါမှာတော့မိစားဖုန်ကြီးဟာသူတို့ရဲ့အနာကိုရောက်လာခဲ့တယ်ဗျ။ညီရဲနေပြီးတော့စူးရှားတဲ့မျက်လုံးတစ်စုံနဲ့မိစားဖုန်ကြီးရဲ့ပုံမှန်သဏ္ဍာန်ဟာအတော်လေးကိုကြောက်စရာကောင်းနေခဲ့ပါတယ်။မိစားဖုန်ကြီးဟာဒေါသမျက်လုံးတွေနဲ့မောင်ရွှေနဲ့ကိုကြီးတို့ညီကိုနှစ်ယောက်ကိုတိတိကျကျစိုက်ကြည့်နေခဲ့တယ်ဗျ။ အဲဒီနောက်မှာတော့တဆေကြီးဟာအပေါ်ကိုပြန်ဝဲသွားပြီးအကိုဖြစ်သူမောင်ရွှေရဲ့အပေါ်ကိုခုံအုပ်လိုက်ပါတော့တယ်။ဒါပေမဲ့လေတတိဝရိယအမဲရှိတဲ့မောင်ရွှေဟာချက်ချင်းဆိုတလို့ကျုပ်ပခတ်ပေါ်ကနေအ мян ဆင်းပြီးတော့တင်းရှောင်လိုက်တာပေါ့။အဲဒီနောက်ဘေးအိတ်ထဲကနေပြီးတော့အင်စာရွက်တစ်ခုကိုထုတ်ကာဂါထာတစ်ခုကိုစားတင်ရွတ်ဆိုလိုက်သေးဗျ။မောင်ရွှေဟာအဲဒီလိုရွတ်ဆိုလိုက်တဲ့အခါမှာတော့သူ့ရဲ့လက်ထဲကနေအဝါရောင်မီးလင်းတန်းတွေထွက်ပေါ်လာပြီး အကိုဖြစ်သူမောင်ထွေလဲအဲ့ဒီအဝါရောင်စောက်ဝိုင်းဒီနေပဲမိစာဖုန်ကြီးကိုပြစ်လိုက်ပါတယ်။ခိုးကမှာတော့မိစာဖုန်ကြီးဟာအရန်ပူလောင်သွားပြီးခန္ဓာကိုယ်ထဲကနေပြီးတော့မိဘငွေတွေထွက်လာကအနောက်ကိုတွန့်ဆုံသွားရင်နာကျင်စွာနဲ့အော်ဟစ်လိုက်တယ်ဗျ။အဲ့လိုမိစာဖုန်ကြီးဟာနာကျင်စွာနဲ့အော်ဟစ်နေချိန်မှာပဲမိဖြစ်သူကိုကြီးဟာမော်အသက်သွန်းထားတဲ့ဓားကိုကင်ဆွဲကမိစာဖုန်ကြီးကိုပြေးထိုးလိုက်ပါတယ်။ ဒါပေမဲ့လေမိစ္ဆာဖုန်ကြီးဟာပြင်းပြန်စွာနဲ့ပဲကိုကြီးရဲ့လက်ထက်ကဓားကိုဆွဲလူကအဝေးတနေရာကိုလွန့်ပြစ်လိုက်တယ်ဗျ။အဲဒီနောက်မှာတော့မိစ္ဆာဖုန်ကြီးဟာကိုကြီးရှိရာကိုအ мян ပြေးသွားပြီးလက်ဘင်းကိုဆွဲညစ်ကာအဖေကိုမြှောက်ထားလိုက်ပါတော့တယ်။ဘလို့မှရှင်ပြိုင်လို့မရတော့တဲ့ကိုကြီးလေမိစ္ဆာဖုန်ကြီးလို့တလို့သာခံနေရတာပေါ့။လေဘင်းဟာလည်းအလွန်နာကျင်လာပြီးအသက်ရှူကလည်းပုံမတင်းကျက်လာတာကြောင့်မျိုးလုံးတွေကလည်းပြူးထွက်လာခဲ့ပါတော့တယ် အကိုဖြစ်သူမောင်ရွှေကတော့လောက်ကိုကြည့်ပြီးဂါတာတပုတ်ကို ထမ်းမှန်ရွဆူလိုက်ပါတယ်။ထိုကမှာတော့သူ့ရဲ့လက်နှစ်ဖက်ကြားကနေမှောက်ချီဂျိုးလေးတစ်ချောင်းပေါ်လာပြီးအဲဒီဂျိုးလေးဟာတဖြည်းဖြည်းနဲ့အသက်ဝင်လာကအလွန်ကြီးမားတဲ့ဂျိုးတစ်ချောင်းဖြစ်လာခဲ့ပါတယ်။မောင်ရွှေလည်းအဲဒီမှောက်ချီဂျိုးကိုဂါတာရွဆူပြီးမိစ္ဆာဖုန်ကြီးရှိရာကိုပြစ်လိုက်တယ်ဗျ။ထိုကမှာတော့မှော်ချီကျိုးဟာမိစ္ဆာဖုန်ကြီးရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်သွားပြီးတော့ညီဖြစ်သူကိုကြီးလဲမိစ္ဆာဖုန်ကြီးရဲ့လက်ထဲကနေလွတ်မြောက်သွားခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ညီကိုနှစ်ယောက်ဟာလက်အုပ်ကိုချီပြီးတော့ဂါထာတစ်ခုကိုတံပြန်ရွတ်ဆိုလိုက်ကြတယ်ဗျဂါထာတန်ဟာပုံမကျေလောင်လာတာနဲ့အမျှမိစားဖုန်းကြီးဟာပို့ပြီးတော့နာကျင်စွာနဲ့ခံစားနေကြရပါတော့တယ်အဲဒီနောက်မောင်ရွှေဟာမော်အသက်ဝင်နေတဲ့ဓားကိုဆွဲယူပြီးမိစားဖုန်းကြီးရဲ့နောက်ကျောကိုထိုးဆိုင်လိုက်တာပေါ့မိစားဖုန်းကြီးလည်းခန္ဓာကိုယ်ရဲ့ကိုမော်အသက်ဝင်နေတဲ့ဓားထိုးဆိုင်သွားတဲ့အခါမှာတော့နာကျင်စွာနဲ့အော်ဟင်းရင်လုံးဝပျောက်ကွယ်သွားခဲ့ပါတော့တယ် မိစားဘုံကြီးပျောက်ခွေသွားတဲ့အခါမှာတော့ထိုးဆိုင်ထားတဲ့မော်တာဟာမြေပြင်ပေါ်ကိုပြုတ်ကျလာခဲ့တာပေါ့အဲဒီနောက်မှာတော့ညီကိုနှစ်ယောက်ဟာလည်းကြောင်းပြက်ကြီးရဲကိုဝင်သွားပြီးတော့ဖခင်ဖြစ်သူပိုင်ဆိုင်နဲ့ချွေတစ်တာကိုဝင်ရောက်ရှာဖွေလိုက်ကြပါတော့တယ်။ဒိတ်မကြခင်မှာပဲကြောင်းပြက်ကြီးရဲအုတ်ကျိုးတွေရဲ့အကြမှာတစ်တာလေးတစ်လုံးကိုမြင်လိုက်ရပြီးတော့အဲ့ဒီတစ်တာထဲမှာတော့ဖခင်ဖြစ်သူဥတာဝါပိုင်ဆိုင်နဲ့ချွေတို့တို့ကိုတွေးလိုက်ရတယ်ဗျ။ညီကိုတွေဖြစ်ကြတဲ့မောင်ရွှေနဲ့ကိုညီလေအဲ့ဒီရွှေတို့ကိုယူဆောင်ကရွာထဲကိုပြန်ဝင်လာခဲ့တာပေါ့။ ရွှေတို့ရဲ့ဒစိတပိုင်းကိုတော့ဘာကြီးတာခင်အတွက်ဝင်းငါပေးလိုက်ပြီးကြံတဲ့ရွှေရဲ့တဝက်ကိုတော့ရရွာအတွက်အချိုးပြူလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်လှူဒန်းလိုက်ပါတယ်။နောက်ပြီးကြံတဲ့ရွှေရဲ့တဝက်ကိုတော့ဖာခင်ဖြစ်သူရဲ့နာတာရှည်ယောဂါကိုကုသပေးပြီးတားဖာသုံးအောင်ဟာလေပျော်ရှင်စွာနဲ့ပဲဘဝကိုဖြတ်တန်းနေထိုင်သွားခဲ့ကြပါတော့တယ်။ဇလံလေးကိုကြည့်ရှုပြီးမိတ်ဆွေတို့လည်းအသိပညာလေးတစ်ခုခုရရှိကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျ။ဇလံလေးရောက်ဒီမှာရင်ပြီးဆုံးသွားခဲ့ပါပြီတငယ်ချင်းလေးတွေရေ။ င်စတာလေးကိုကြိုက်နေတတ်လိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်ဗျ။အခုလိုတင်ဆက်တာလေးကိုကြည့်နေတဲ့တည်းဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe ပြုလုပ်ထားပြီးတော့အသစ်တင်ပြသိရအောင်လေဘင်းကနိုဒီခေါင်းလောင်းလေးကိုပါနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်။အားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်းဇလန်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဗျာ။